အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ Los Angeles ကအာရှဘွား American တွေခေါင်းဆောင်ပြီးတော့ ICE အဖွဲ့ကဖမ်းဆီးခြင်းခံနေရတဲ့ Latino ခိုးဝင်ကျူးကျော်တွေကိုကာကွယ်ဖို့လုံဆောင်နေပြီဆိုတဲ့သတင်းမှဖြစ်ပါတယ် သတင်းအဖြစ်ဆုံးကတော့ Los Angeles Times ကဂျွန်လ26 2025မှာတင်ဆက်သွားတာကတော့ LA မှာရှိနေကြတဲ့အာရှຫນွေပါအခု American ဖြစ်နေတဲ့အဖွဲ့အစည်းမှာခေါင်းဆောင်တွေဟာစုဝေးပြီးတော့ကြံတဲ့အာရှလူမျိုးတွေကို စာနာထွက်ပြကြဖို့နှိုးဆော်နေပါတယ်။အဲ့ဒါကတော့အခု LA မှာ ICE အဖွဲ့ကတောင်အမေရိကကခိုးဝင် ကျူးကျော်လာတဲ့ Latino လူမျိုးတွေကို ဖန်ဆီးမှုအပေါ်ကန့်ကွက်ကြရတဲ့အဲ့ဒီလိုမကန့်ကွက်ရင်လက်တီနိုကိစ္စပြီးရင် ICE အဖွဲ့ကအာရှလူမျိုးရေးစီကို ခြေဦးလှည့်လာမှာဖြစ်ကြောင်းခြောက်လှန့်နှိုးဆော်ပြီးတော့အိမ်ပြန်ထွက်ဇာနာပြကြရန်နှိုးဆော်နေတာတွေရှိလာပါတယ်။အဲ့ဒီဇာနာပြမှုကိုနှိုးဆော်နေတဲ့အာရှအမေရိကန်အဖွဲ့အစည်းတွေကတော့အဲလီမှာအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ကမ်ဘောဒီးယားလာအိုစ်ဗီယက်နမ်နဲ့မြန်မာနိုင်ငံတွေမှာဗီဇာကုန်အထောက်အထားမဲ့တွေ ခိုးပင်ကျူးကျော်တွေနိုင်ငံရေးခိုးလုံခွင့်လျှောက်ထားသူတွေကို ICE အဖွဲ့ကစတင်ဖမ်းဆီးနေတာတွေ့ရှိနေကြောင်းအဲ့ဒီထဲမှာမှ တော်တော်များများဟာဆိုရင်လူဝင်မှုကြီးကြရေးတရားသူကြီးရဲ့ပြည်နှင်တန်ပေးခံရတဲ့အမိန့်ကိုချမှတ်ခံလိုက်ရပြီးဖြစ်ကြောင်း ICE အဖွဲ့ကသူတို့ကို အခု ပြည်နှင်တန်ပေးဖို့လှုံ့ဆော်နေကြောင်းပြောကြားသွားပါတယ် ICE အဖွဲ့ရဲ့ပြစ်မှတ်ထားခြင်းခံနေရတဲ့အာရှຫນွယ်ဘွားတွေဟာဆိုရင်တော့ အမေရိကမှာရောက်ရှိလာပြီးယာဇဝဲမှုကျူးလွန်သူတွေဖြစ်ပြီးအဲ့ဒီသူတွေထောင်တွေအချုပ်ခန်းတွေကနေလွတ်လာတာနဲ့ပြည်နယ်ဒဏ်ပေးဖို့လိုက်လံဖမ်းဆီးခြင်းခံရပါတယ်။ပုံမှန်အရာကတော့ ICE အဖွဲ့တွေကတိတ်ပြီးပြဿနာမရှာပါဘူး။ဘာလို့လဲဆိုရင်အဲ့ဒီအာရှမြေဘွားတွေဟာဆိုရင်အထောက်ထားမဲ့နေပေမဲ့ဒီနိုင်ငံမှာကောင်းမွန်စွာနေပြီးနေတာလဲကြာလာတာကတကြောင်သူတို့ရဲ့မိခင်နိုင်ငံတွေကလည်းပြန်လည်လက်မခံလူတော့တာကတကြောင် စကြည်လိုကြောင့်ဖြစ်ပါတယ်။အဲ့ဒီအာရှတွေစာနာပြရန်နှိုးဆော်နေတဲ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ Connie Chan, Joe Korea American သူကတော့အဲ့ဒီကအာရှຫນွေဘာတွေကအရန်တိတ်ဆိတ်ငြိမ်သက်နေကြတယ်။လက်တီနိုတွေနဲ့မတူဘူး။လက်တီနိုတွေဟာဆိုလို့ရှိရင် ice အဖွဲက ဖန်ဆီးတာတွေဟာမတရားဘူးဆိုပြီး all his sanna ပြ လမ်းမပေါ်ရီထွက်နေချိန်မှာဘာလို့ဒီအာရှနယ်ပါးတွေကငြိမ်သက်နေရတာလဲအပြင်ကိုထွက်ကြပြီးလက်တီနိုတွေလိုအင်အားများသထက်များလာအောင် အာရှကိုကိုစားပြုပြီးထွက်လာတဲ့ကြောင်းနှိုးဆော်လိုက်ပါတယ်မနေ့ကဂျာတာဘရေးနေဂျွန်လ26 2025မှာတော့ဂျပန်ရဲ့ထိုင်းရဲ့ဂျန်နဲ့တောင်အာရှတွေကခေါင်းဆောင်တချို့ဟာအယ်လီမှာရှိတဲ့ Little Tokyo လို့ခေါ်တဲ့ ရက်ကွက်လေးတစ်ခုမှာစူယုံချပြီးတော့အာရှຫນွေဘွားတွေကိုဆန္ဒပြကြရန်စီယုံရေးတွေစင်တာရှိခဲ့ပါတယ်။ Los Angeles မှာဆိုလို့ရှိရင်တော့ပထမအများဆုံးဟာ79% Mexican တွေခိုးဝင်ကျူးကျော်တွေဖြစ်ပြီးဒုတိယအများဆုံးကတော့အာရှမှခိုးဝင်ကျူးကျော်တွေဖြစ်ပြီးတော့16ရာခိုင်နှုန်းထိရှိနေတယ်လို့လူဝင်မှုကြီးကြပ်ရေးရှင်းနေကောင်စီကသူတို့ရဲ့ကိန်းဂဏန်းများအရသိရပါတယ်။ ပြီးတော့ loss in delisa ဆိုလို့ရှိရင်အာရှမှကမ်ဘောဒီးယား Korean Indonesia Philippines Thai မြန်မာ Laos Vietnam တွေရဲ့အတဲနှလုံးမျိုးလေးတစ်ခုဖြစ်ကြောင်းအခုတော့ ICE အဖွဲ့ဟာနေ့စဉ်နေ့တိုင်းဆိုသလိုလမ်းစုံလမ်းကွာတွေမှာကားရေးစေးတဲ့အလုပ်တွေလုပ်ကိုင်နေကြတဲ့ Mexican တွေကြုံရကြပန်းလုပ်နေတဲ့ Mexican တွေကိုအဓိကထားဖမ်းဆီးနေပါတယ်ပြီးခဲ့တဲ့လမှာတော့ LA က Home Depot မှာ ICE အဖွဲ့ကဝင်ရောက်ဖမ်းဆီးရာတရားမဝင်မက္ကစီကန်တွေအမြောက်များစွာဖမ်းဆီးခြင်းခံခဲ့ရပြီးတော့အဲလီက night club တွေမှာဖမ်းဆီးရာမှာတော့တရားမဝင်တရုတ်တွေရဲ့ထိုင်ဝမ်တရုတ်တွေရဲ့စုစုပေါင်း36ယောက်တိတိဖမ်းဆီးမိခဲ့ကြောင်း ICE အဖွဲ့ကထုတ်ပြန်ကြေညာပါတယ်။အဲလီကထိုင်ဝမ်မီဒီယာက ထုတ်လွှင့်တဲ့တရုတ်လိုပြောတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။逮捕台湾与中国非法移民。 这次的行动很明显是川普要塑造强硬移民形象的展示。他知道美国内部对非法移民的焦虑感还是很强，尤其南加州、德州、佛州都是共和党主打的重点州。这样的行动不只是执法，更是政治宣传。而且台湾社会很少意识到，台湾人在美国的非法滞留比例其实不低。学生打黑工，旅游签证过期却留下来找工作，这些情况都有。 问题是，台湾政府该不该为这些人出面，还是只能说这是个人行为，政府爱莫能助？虽然目前公开资料没说明这次夜店涉及其他犯罪，但这类地下产业链在美国执法圈里常常牵涉假文件、地下钱庄，甚至人口贩运。这些扫荡行动通常不只是抓非法移民，而是切入调查更大的犯罪网络。没错，而且这对美中台三方关系都有牵动。 中国官方多半会主张保护侨民，但台湾呢？台湾的侨胞组织、驻美代表处是不是要做更多侨民宣导，提醒大家合法入境、合法居留的重要性？否则出事后才想补救，外交压力其实不小。还有，这背后的讯号是，川普不只针对南方边境移民，他连亚洲移民都一起打击，这会不会引起亚裔社群反弹？会不会影响亚裔选票？毕竟。 洛杉矶。အဲဒီမှာပဲ Little Bangladesh လို့ခေါ်တဲ့ရပ်ကွက်လေးတစ်ခုရဲ့ကုန်စုံဆိုင်တစ်ခုမှာတော့ Bangladesh ကခိုးဝင်ကျူးကျော်ကလားတွေစုစုပေါင်း16ရောက်ထိဖမ်းဆီးမိခဲ့ကြောင်း ICE အဖွဲ့ကပြောပါတယ်။ဂျွန်လာတရနေ့ကနေ10ရက်နေ့အထိအဲလီမှာခိုးဝင်ကျူးကျော်တွေကိုဖမ်းဆီးကြတာ922ရောက်ရှိခဲ့ပြီးအဲ့ဒီထဲမှာမှာအာရှက43ရောက်ပါဝင်ကြောင်းသိရပါတယ်။ အဲဒီမျိုးတော်ကောင်စီဝင်အဖွဲ့ဝင်တွေဖြစ်တဲ့အိန္ဒိယမှာနီတာရာမန်နဲ့ဖိလစ်ပိုင်နိုင်ငံသားဂျူရာတိုကတော့အလုတ်စ조사လုပ်ကင်နေတဲ့လူတွေဟာအဲလီအတွက်အလွန်အရေးပါတာကြောင့်ဒီလူတွေအဖမ်းမခံရအောင်ဝိုင်းဝန်းကာကွယ်ရမယ်လို့အဲလီ Times ကိုပြောသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကို조사ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့တယ်ဆိုရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye